မွန်ပြည်နယ်မုရုံမြို့နယ်ကောခပုံဘင်လှိုင်ဖရာကံတော်ကြီးရှိမှာဆုတောင်းလှလှပြည့်ကြပါစေဆိုတဲ့အထွေလေးတစ်ခုသင်္ခါရဥပတ္တိတုတ်သေးကနည်းနည်းကောက်နှုတ်ပြီးတော့ပြောမှာပါလောကကြီးထဲမှာလူတွေဆုတောင်းပြည့်စင်ကြတယ်ဆုတောင်းပြည့်စင်လို့ပဲဖရာတည်တဲ့အခါ ဖရာရဲ့ဘွဲ့နာမယ်တော်ကိုယ်တော်သုတောင်းပြေဖရာလို့သမုတ်တာပေါ့နော်သုတောင်းပြေရှင်လွန်းလို့ဒါဆိုရင်အဲ့ဒီတောင်းတဲ့သုတိုင်းပြေသလားတချို့ကသုတောင်းမှားကြတယ်တချို့ကတော့သုတောင်းနိုင်တော့ပြေတာတော့မဟုတ်ဘူးသုတောင်းပြေဖို့အချက်တွေလိုတယ် ဒီအချက်တွေမပြည့်စုံမဲနဲ့တော့တောင်းတဲ့စုတိုင်းဟာမပြည့်နိုင်ဘူးမကောင်းတဲ့ဘက်တော့ဖြစ်ခြင်းဖြစ်မှာပေါ့လေဘလူးမှဖြစ်ပါစေဟိုကြမ်းမှဖြစ်ပါစေဆိုတော့ဒါမျောချတာကိုဟောထက်ဆန်တက်ဖို့ကြတော့အင်းအားတွေလိုမယ်ယသဟိပัญจထမအထိတဲ့ပဋ္ဌနာအထိတေသံဂတိနိဗ္ဗာထာစွတ်တောင်းပြည့်ဖို့ မြဲဖို့ဆုကိုဆုတောင်းနိုင် အမြဲဖြစ်ဝနိုင်လို့တရား၅မျိုးလိုမယ်တဲ့တတ်တိတုစာဉာဏ်ပညာ၅ပြားရှိရင်တော့မောမြတ်စန္ဒဆုတောင်းကြလုံးဝပြည့်မှာပေါ့တတ်ဆိုတာကတတ်တာတိဆိုတာကတိလတုဆိုတာကတုဒ္ဒစာ စာကပညာဒီတရား၅မျိုးရှိမှလည်းပဲစွတ်တောင်းလို့ပြည်မှာပေါ့လောကီမှာဘုရားစွတ်တောင်းကြတယ်လေလောကုတ္တရာမှာဘာစွတ်တောင်းကြတယ်လေစွတ်တောင်းမယ်ဆိုရင်တော့မွန်မြတ်တဲ့စန္ဒနဲ့စွတ်တောင်းကြပြည်နိုင်မှုကဒီတရား၅မျိုးပေါ့တတ္ထာဘလောက်ရှိတယ်လေယုံကြည်ချက်ကောင်းမှုပြုရင်ကောင်းကျိုးရတယ်ကိုဘလောက်ရှင်တယ်လေ ဓမ္မရှုရင်ဓမ္မရမယ်ဆိုတာကိုဘယ်လောက်ယုံသလဲကိုယ်ယုံကြည်ချက်ပြည့်မှလည်းပဲစွတ်တောင်းလို့ရမှာနောက်တစ်ခုကကိုခြင်းတရားစွတ်တော့တောင်းတယ်ကိုယ်မှကိုခြင်းတွေပြည့်စည်နေမယ်ဆိုရင်တော့သီလမရှိရင်စွတ်တောင်းလို့မပြည့်နိုင်ဘူးအဲ့ဒါကြောင့်စွတ်တောင်းတဲ့သူများကိုခြင်းတရားကိုစောက်ထိန်ပြီးမှတောင်းပါနောက်တစ်ခုက တုတ္တပေါ့ဘာတွေဘယ်လိုထောင်းရမလဲဆိုတာသူတော်ကောင်းတို့ရဲ့အချာသူတော်ကောင်းတို့ရဲ့အမြင်ရှိမှလည်းပဲကိုတောင်းစုပြုလို့ရမှာပေါ့သူတော်ကောင်းတို့ရဲ့တရားတွေကိုကိုနားမထောင်အလေးအကျင့်မလုပ်ဘဲနဲ့တော့ဆုထောင်းလို့ကိုမရနိုင်ဘူးသုတရဲ့နောက်တစ်ခုကစာခရဲ့စွန့်လွတ်နိုင်တဲ့စွမ်းအားပေါ့ ကိုဘလောက်လိုချင်တယ်လဲလိုလိုချင်တဲ့အရာနဲ့ထိုက်တန်တဲ့စွန့်လွတ်မှုမျိုးတော့ပေးရမယ်တချို့ကတော့ဥစ္စာပစ္စည်းတွေကိုစွန့်လွတ်ပြီးတော့ဆုထောင်းတယ်တချို့ကကိုယ့်ရဲ့ကိုယ်အင်္ဂါတွေကိုစွန့်ပြီးတော့ဆုထောင်းတယ်တချို့ကတော့ကိုယ့်ရဲ့အသက်ကိုယ်တော်စွန့်ပြီးတော့ဆုထောင်းနေပေါ့အော်တို့ဖယားလောင်းတွေကြတော့အသက်ကိုယ်ကစွန့်ပြီးတော့ဆုထောင်းနေပေါ့နောက်တစ်ခုကညံပြင်းညာ ိုယ့်ရဲ့ပညာအဆင့်အတန်းလိုက်ဟိုတောင်းတဲ့စုတွေကိုရမှာပေါ့နော်ကာမတတ္တပညာလားဝိပဿနာပညာလားမဲပညာလားဖူပညာလားဆိုတဲ့ပညာအဆင့်အတန်းအလိုက်ပဲတို့တောင်းစုတွေပြည်လာမှာပါတတ္တရဲ့သီလရဲ့သုတရဲ့သာဃရဲ့ပညာရဲ့ဒီတရား၅ပါးနဲ့ဖြည့်စုံရင်တောင်းတဲ့စုတိုင်း ပြည့်ဝလာမယ်ဒီငန်းမျိုးနဲ့မပြည့်စုံမဲနဲ့တော့ဘလို့ပဲတောင်းတောင်းရနိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်တို့တတိတုဇာဉာဏ်ပညာငါးပြားရှိရင်တော့မောမြတ်စန္ဒဆုတောင်းကြလုံးဝပြည့်မှာပေါ့အဲ့ဒါကြောင့်ဆုတောင်းတဲ့သူများဆုတောင်းပြည့်နိုင်အောင်ဒီတရားငါးမျိုးကိုမှတ်ထားပြီးတော့ဦးဇင်းတို့ ယောဂီတွေကိုဆုတောင်းပေးတဲ့အခါကျတော့ဘယ်လိုတောင်းသလဲဆိုတော့ဥပ္ပခာညာဉာဏ်ဆွေတဲ့ဥပ္ပခာရဲ့နတ်ပြေကျတော့သူဋ္ဌိတာရဲ့နိဗ္ဗာန်ဆိုတဲ့အရိယတို့စံမြန်ရာရဲ့တောင်းစုသုံးမျိုးပေါ့ဉာဏ်ဥပ္ပခာလည်းရပါစေသူဋ္ဌိတာနတ်ပြေလည်းရောက်နိုင်ပါစေ အရိယာတို့ရဲ့နိဗ္ဗာန်ကိုလည်းစံမြန်းနိုင်ကြပါစေဆိုတဲ့တောင်းစု၃ခုနဲ့ဥစဉ်တို့လမ်းဖြတ်ပေးတယ်သူတော်ကောင်းတို့လည်းလည်းပဲဒီတောင်းစု၃မျိုးကိုဖြည့်ခြင်းတော့တရား၅မျိုးကိုအလုံးစူးစမ်းဖြည့်ကြည့်နိုင်ကြပါစေ